ရှိသောဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါれအားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့ဖြည့်၍လွတ်ကြလောဆိုတဲ့ကောင်းစဉ်လေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ်ရှင်ရံခရုံကျမ်းခန်း7စာပိုက်30 43 44ပတ်ပါမယ်လာဇရုထွက်လာလောဟုကြီးသောအတန်နဲ့ဟစ်ခေါ်တော်မူထိုအခါတည်လွန်တော်သူသည်မိမိခြေလက်၌ပစိုးနိုင်ငံနှင့်ရစ်ပတ်လျက်မျက်နာကိုလည်း ပေါ်ဝါနဲ့စီးလက်ထွက်လိုက်ယေရှုကလည်းသူ့ကိုဖြည့်၍လွတ်ကြလို့အမိန်တော်မူ၏ပြောရတွေ့ရတယ်အဲ့တော့တေချင်းကနေအသက်ပြန်ရှင်ပေမဲ့သူ့ကိုခြေနောင်တဲ့အရာတွေရှိတယ်အဲ့ဒီခြေနောင်တဲ့အရာကိုယေရှုကမလွတ်ပေးဘူးမင်းတို့လွတ်ပေးပါတဲ့ဖြည့်ပြီးတော့မှဒီလိုပြောပါတယ်အတိတ်ဘယ်ကတော့ကျွန်တော်တို့အပြစ်ငယ်ကနေကျေရောကြောင့် ယေရှုကိုယုံကြည်သောအဖြစ်ကျေတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ပြီးတော့မှလွတ်မြောက်တဲ့သူတွေဟာလွတ်မြောက်တဲ့သူတွေဟာဒီနေ့လာဇရုကဲ့သို့ပါပဲဒီလောကရဲ့နော်အခြေအနေတွေမကောင်းမတင်တဲ့အရာတွေကျင်ချင်းတွေအမျိုးမျိုးပေါ့သူကခြေနှောင်ချင်းခံနေရသေးတယ်အဲ့တော့ငရဲကတော့လွတ်ပြီးဖြစ်ပေမဲ့ဒီလောကမှာ ကောင်းသောအကျင့်ကိုကျင့်တတ်ဖို့အရင်အကျင့်ဟောင်းတွေကနေဟာလာလူနောက်တယောက်ကတော့ပြောင်းလဲဖို့ကဖယားကနေတကိုးနဲ့လှုပ်ပေးတာမှန်တော်လဲသူ့ရဲ့ process ရှိပါတယ်အဲ့ဒါကတော့ယုံကြည်နှင့်နဲ့နော်သူ့ရှိကစီနီယာဖြစ်တဲ့ယုံကြည်သူကနေသူ့ဖြီလွတ်ပေးရမှာဖြစ်တယ်နော်သူတို့ပြောချင်တာဖြစ်တယ်နော်ဒါကကျွန်တော်အပြစ်တင်ဖို့မဟုတ်ဘူးပေါ့ ပြောင်းလဲကာစားယုံကြည်သူကကလေးဖြစ်တော့ကြောင့်နော်ကျွန်တော်စီကလည်းအယားအယားမျောလင့်နေမှာဖြစ်တယ်ကျွန်တော်ကသူတို့ရဲ့မိဘကဲ့သို့ဝိညာဉ်ရမှာဖြစ်နေတာဖြစ်တဲ့အတွက်နော်ရေဆန်ရေတောင်းလိုက်မယ်နော်ထမင်းဆန်ထမင်းတောင်းလိုက်မယ်နော်ဘာပဲဖြစ်သောအားကိုးလိုက်မယ်သူတို့ဖြစ်တယ်သူတို့ပြောချင်တာကဒီအနောက်ဖွဲ့တရားကလည်းလွတ်မြောက်အောင်မလွတ်တတ်သေးဘူးနော်မလွတ်တတ်သေးဘူးကျွန်တော်ကလုတ်ပြရမယ်ဆိုတော့ကိုမမေ့ဘူးဖြစ်တယ်လို့ ်ပြောင်းလဲကာစားလူတွေကလည်းငါငါလက်မလျှောက်တတ်သေးဘူးဆိုတာမမေ့ဖို့လိုတယ်ငါ့ချင်းအောင်နေတဲ့လောကီကြီးရာဒီအနောင်ဖွဲ့တွေမကောင်းမသင့်တဲ့အရာကလည်းငါငါငါမယုံထွက်တတ်သေးဘူးဖယားသားသမီးတော့ဖြစ်တာမှန်ပေမဲ့နော်ကလေးပဲရှိသေးတယ်ဒါကိုကိုယ်ကလည်းနားလည်ဖို့ဖြစ်တယ်နော်အဲ့တော့ယောဟန်ခန်းရှိစာပိုက်30နှစ်မှာတမန်တရားကိုလည်းတိကျသဖြင့်ထိုတရားသည်သင်တို့ကိုလွတ်လိမ့်မည်ဟု ယုံကြည်သောယူရလူတို့အမိန်တော်မူ၏ဘာကဖြေလွတ်မလဲဆိုတော့တမာတရားကဖြေလွတ်မှာတမာတရားတင့်ခြင်းကသူ့ကိုခုနမကောင်းမသင့်တဲ့မယုံကြည်သူဖြစ်တော့ကမိစဉ်ဖတ်စစ်ခြင်းခဲ့တဲ့အရာတွေအစင်လာတွေမှတ်စပ်ပြီးပါနော် ပြီးမကောင်းတဲ့အရာတွေရှိမှအကျင့်ဆိုးတွေအဲ့ဒါလွတ်မြောက်အောင်နော်သူ့ရဲ့ချင်းလောကီချင်းအောင်ခြင်းကနေတမာတရားဖြေလွတ်ပြီးမယ် ဒါလိုပြောပါတယ်အဲတမာတရားရဲ့ဖြီလွတ်ခြင်းကဘယ်လိုလာတယ်လဲဆိုတော့တိတိခန်းသုံးစာပတ်145မှာထိုအိမ်တော်ကဆိုတော့ကအသိတော်ပြောတာအသက်ရှင်တော်မူသောဘုရားသခင် အသိတော်ဖြစ်ထိုအသိတော်ကတမာတရားဤအမိတကယ်ဖြစ်တမာတရားတည်ရလဲဖြစ်ကဲအဲ့တော့တမာတရားတည်ဖို့အတွက်တမာတရားတည်ဖို့အတွက်တန်ရှင်တော်ဝိညာဉ်တော်ကဖွင့်ပြမယ် မှန်ပါတယ်သူ့အတွင်းဘဲနဲ့ဘယ်လိုဖွင့်ပြတတ်တယ်လဲဆိုတော့အစင်စင်ပေါ့နော်အစင်စင်ကိုယ့်အကူမချတတ်သေးခင်မှာ အသိန်းတော်အသိန်းတော်ဟာတမာတရားရအမိတကယ်တမာတရားတရားဖြစ်တယ်လို့ပြောရတဲ့ယုံကြည်သူလူသစ်ဟာအသိန်းတော်တပါးပါးနဲ့ဆက်ဆံနေဖို့အလိုရေးကြည့်တယ်အမြဲတမ်းရောက်နေဖို့လိုအပ်တယ်အသိန်းတော်ကလည်းသူပြစ်ထားလို့မရပါဘူးသူမလိုက်ကိုတွားဖို့ဖြစ်ပါတယ်ပေါ့နော်အဲ့တော့အသိန်းတော်ကဘယ်လိုဖြေလွှတ်တယ်လဲတဲ့ ကြည့်မယ်ဆိုတော့ effect ခန်းလေးစာပတ်စတဲ့က73ထိမှာအတင်းတော်ကနေနော်အတင်းတော်မှာဘာတွေရှိတယ်လဲဆိုတော့နော်ခရစ်တော်ရဲ့ကိုယ်ကိုတိဆောက်ရဓမ္မဆရာအမှုကိုပြုတ်တက်မြေအကြောင်းတန်ရှင်းသူတို့ကိုပြင်ဆင်ခြင်းလို့ကထိုးသခင်ဒီလူအချို့တို့ကိုတမန်တော်ရန်နဲ့၎င်းအချို့တို့ကို prophet ရန်နဲ့၎င်းအချို့တို့ကိုတဏနာပြုတ်ရန်နဲ့၎င်းအချို့တို့ကိုတင်းအုပ်အရာဆရာအရာနဲ့၎င်းခန့်ထားတော်မူ၏အတင်းတော်မှာနော် ငါတို့ရှင်မြတ်ရုံကြည်ခြင်းတို့၎င်းဘုရားသခင်သားတော်ကိုတည်ကျွမ်းခြင်းတို့၎င်းတညတညွတ်တည်းရောက်၍ခရစ်တော်၏ပြည့်စုံခြင်းပမာဏရတည်ဟုသောကြည်ရင်တော်လူရအဖြစ်တို့ရောက်ကြသည့်တိုင်အောင်ဖြစ်တည်းကဲအတင်းတော်မှာကျွန်တော်တို့ကိုဒီအခြေအနေတွေကနေတမန်တရားအဖြစ်ဘယ်လိုဖြေလွတ်လဲဆိုတော့အတင်းတော်မှာရှိတဲ့ဝိညာဉ်စုကြီးစုအဖြစ်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတင်းတော်က နော်အဲ့တော့အတင်းတော်ကောင်းဆောင်တွေပေါ့ဒီမှာဟာနော်ဘာလဲတမန်တော်ဆိုတာရှိတယ်နော်ပြီးရင် prophet ပြီးရင်တဏနာပြုတဲ့အင်္ဂလိပ်ဆရာပေါ့ပြီးရင်သင်ပြီးဆရာများဆရာများဆိုတာကတော့ဟိုစင်နကိုဆရာဆရာမတွေစသဖြင့်ပေါ့နော်လူငယ်ကာဏတွေမျိုးမျိုးပေါ့သူတို့ကယုံကြည်သူလူတစ်တွေကို တမာတရားအဖြစ်ဖြေလွတ်ပြရမှာဖြစ်ပါတယ်သူတို့ကသူတို့ကသူတို့တမာတရားကိုနားမလည်တတ်သေးဘူးနော်အဲ့တော့ပြောပြမယ်ပြောပြခြင်းအဖြစ်နှုတ်ကပတော်သူဝန်ခံခြင်းအဖြစ်သူလွတ်မြတခုပြီးတခုလွတ်မြောက်မှာဖြစ်တယ်အဲ့ဒါသူ့ကိုဖြေလွတ်ပေးခြင်းပဲအယသမားကအယမတော့တော့နော်ဆရိသမားကဆလစ်ပြတ်သွားအောင်ဟာအေးနော်မိမရှုပ်တဲ့သူယောက်ျားရှုပ်တဲ့သူ မတရားစီဝါတတ်မှတ်တဲ့သူမွေးစီဝါသုံးဆွဲတဲ့သူ เนาะပြီးရင်လည်းကျွန်တော်တို့ရိုးရအကျင့်တွေရှိတယ်မိစင်ဘတ်ဖက်ရှင်းတဲ့ရိုးရအစင်လာတယ်နှုတ်ဘတော်မညီတာတယ်တချို့ချင်းနေဆိုရင်เนาะကြက်ကိုတန့်လေပင်ကိုညှစ်ပြီးတတ်တာတယ်စသဖြင့်တချို့ချင်းနေဆိုရင်ကျွန်တော်တို့မြောက်ပိုင်းဆိုရင်အသွေးကိုเนาะတောက်တာတယ်အသွေးကိုစားတာတယ်အေးအဲ့ဒါတွေကနော်တမာတရားကလှုပ်ပြီးမှဖြစ်တယ်အဲ့တမာတရားကသူမတိတတ်တာဖြစ်တဲ့အတွက်အတင်းတော်မှာရှိတဲ့အမှုတော်ဆောင်တွေပြင်စင်နေရယုံကြည်သူတွေက တမာတရားနှုတ်ကပတော်ကျမ်းစာအဖြစ်ဖွင့်ပြတာမဟုတ်ဘူးဆိုတော့ဝန်ခံခိုင်းရမှာဖြစ်တယ်ဝန်ခံတဲ့အခါမှာ तू ကလွတ်မြောက်သွားမှာဖြစ်တယ်ကိုယ်လည်းလွတ်လွတ်တော့မရဘူးပေါ့နော်အဲ့လိုရှိပါတယ်ပေါ့အဲ့တော့နောက်တစ်ခုကဒီတမာတရားမှာပါရှိသေးတယ်ဆိုတော့ကလတိခန်း3ဆပ်73မှာထို့ကြောင့်ဖျားသခင်ရှိတော်၌ပညတ်တရားဖြင့်အဘယ်သူမျက်ဖြောင့်မရသူမရောက်နိုင်ဟုထင်ရှားလျက်ရှိတက်တန်နဲ့ဆွဲထားခြင်းကိုခံရသောသူတိုင်းချိန်ချင်းကိုခံရသောသူဖြစ်သည်ဟုစံစာလာသည်နှင့် ခရစ်တော်သည်ငါတို့အတွက်ကြောင့်ကြင်ကျင်းကိုခံရတော်သူဖြစ်၍ငါတို့ကိုပညာတရားကြင်ကျင်းမှရွေးနိုးတော်မူပြီ။အဲ့တော့ပညာတရားကြင်ကျင်းကလည်းရွေးနှုတ်လိုက်ပြီ။အဲ့တော့ဘယ်ရာတွေကနေရွေးနှုတ်တယ်လဲဆိုတော့သူတို့တမန်တရားကိုသူတို့မသိဘူး။အဲ့တော့ယုံကြည်သည်နှင့်ဤတင်လိုက်ဖြစ်စေပြောတယ်။ယုံကြည်တဲ့အတိုင်းဖြစ်မယ်လို့ပြော။ तू ဘာယုံလဲ။ သူအင်းငလိတင်ကြားတော့ကြောင့်ယေရှုမိမိကဲတင်ရှိမိယုံကြည်တယ်အဲ့ဒါကြောင့်ကျိုးတော်ကြောင့်ကဲတင်ရတယ်နော်ဟိုထောက်ရတတ်ရတယ်ဖြောင့်မတ်တော်သူတတ်မှတ်ခြင်းခံရတယ်အဲ့ဒါကတော့သူယုံတဲ့အတိုင်းအပေငယ်လွတ်ပြီးကောင်းကင်ဘုံရောက်မှာဖြစ်တယ်သူအတွင်းသူယုံကြည်ရမဲ့တမန်တရားများစွာရှိသေးတယ်နော်များစွာရှိသေးတယ်နော်သူစီမဟာလာဟိုလေဝါကတိုင်အဖြစ် ရွေးနှုတ်ပြီးသားတွေသူတိဖို့လိုတာပေါ့နော်ယေရှုရဲ့ရွေးနှုတ်ခြင်းတိတော့ကဲတင်းရောက်ရပြီပေါ့သူ့အတွင်သူ့စင်မှာနော်ဒီဆိုချပါစို့ကြမ်းမိုင်းချင်းချင်းမိစဉ်ပါစစ်နော်ဟိုဘယ်လိုခေါ်မလဲမျိုးဆက်ချင်းချင်းတွေပေါ့မျိုးရိုးချင်းချင်းတွေရှိတတ်တယ်ကြမ်းမိုင်းချင်းချင်းဆိုတောက်လျှောက်တောက်လျှောက်ပါလာတာရှိတတ်တယ်အိမ်ထောင်ကွဲတဲ့ချင်းချင်းဆိုလည်းအိမ်ထောင်ကွဲတယ်ဟိုမယုံကြည်သူနဲ့ညားတဲ့အချင်းအဲ့ဒါတွေ ပညာမတတ်တဲ့ဂျင်ချင်းအမျိုးမျိုးဆင်းရဲတဲ့ဂျင်ချင်းအမျိုးစုံရှိသေးတယ်ကျမ်းစာပါနော်အဲ့ဒါတွေကို तू ကတမာတရားဖြင့်သူ့ကိုလွှတ်ချင်းခွင့်ပေးထားတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်ပြောပြအောင်အော်ယေရှုလက်ဝါးကရမအသေးခံအဲ့ဒါ ਈ ပါတာပဲဒါငါ့မှာမရှိတော့ဘူးဆိုတော့မသူယုံကြည်တတ်အောင်ကျွန်တော်တို့ကသွန်သင်ပေးရမှာဖြစ်ပါတယ် तू ကအဲ့ဒါကိုသိပြီးယုံကြည်ရင်တမာတရားဖြင့်ဖြစ်လွှတ်ချင်းခံရတယ်သူတို့ပြောတာဖြစ်ပါတယ် ဒါကြောင့်ဓမ္မမစ်ဆွေအပေးချင်ပါတယ်။နော်တင်းဟာယုံကြည်သူလူတစ်ဖြစ်တဲ့ဆွေနော်အတင်းတော်မှာဆက်ဆံပါ။နော်စီနီယာတွေပြောတဲ့စကားတွေကိုစံစာနဲ့တရားပြောပြတဲ့အရာကိုသူကိုယ်တိုင်ရှင်းပြတယ်ကိုယ်တိုင်စံစာဖတ်ပြီးတော့မှနော်ယုံကြည်ခြင်းဖြင့်ဝန်ခံဖို့ဖြစ်တယ်။အဲ့ဒါဆိုရင်တော့ဒီနေ့ဟိုတမန်တရားအဖြစ်လွတ်ချင်းခွင့်နော်တစ်ခုပြီးတစ်ခုရရှိမှာဖြစ်တယ်ပေါ့။နော်ရရှိရင်တော့သူကခုနကပြောလဲဆိုတော့ ဟိုငါတို့ရှိသမျှဒီ effect ခံလေးမှာနော်ယုံကြည်ခြင်းတို့၎င်းဘုရားသခင်သားတို့တည်သွန်းကြွခြင်းတို့၎င်းတညီတညွတ်တည်းရောက်၍ခရစ်တော်ပြည့်စုံခြင်းပမာဏရဲ့တည်ဟုသောကြည်ရင်သောလူအဖြစ်တို့ရောက်ကြသည့်တိုင်အောင်ကြည်ရင်သောလူဝိညာဉ်ရရမှာနော်သူကိုယ်တိုင်လည်းကြည်ရင်သောသူဖြစ်လာမယ်အဘအရွယ်လူပြူအရွယ်စသဖြင့်အဘအရွယ်ဒီလိုမျိုးကြည်ရင်သောသူဖြစ်လာမယ်အဲ့လိုပြောပါတယ် ။ဒါကြောင့်လူဟောင်းဖြစ်တဲ့ကျွန်တော်နော်အမို့တော်ဆောင်တွေကလည်းလူတက်တရားသူတို့ဟာမွေးကင်းစကလေးကဲ့သို့ဖြစ်တယ်ဘလို့မှနော်ဟိုကိုယ့်အကိုမရက်တည်နိုင်ဘူး။ကိုယ့်အကိုမဖြေလွတ်နိုင်ဘူး။တမာတရားသူတို့နားမလည်တတ်သေးဘူးဆိုတော့တိပြီးတော့မှစိတ်ရှည်ပြေးဖို့လိုတယ်။သူတို့ကိုနော်တဲ့နောက်ကိုအပြစ်တင်တော့သူဒီမောရှိဆိုတော့ပြည့်ရတရားအဖြစ်သူတို့ချင်အောင်နေဖို့မဟုတ်ပါဘူး ပညာတရားနဲ့တို့အပြစ်တင်နေဖို့မဟုတ်ဘူးနော်အဲ့တော့မြစ်တာနဲ့တို့ကိုဖြည့်လွတ်ပြရမှာ ဖြစ်ပါတယ်လဲရင်ပြန်ထူပြရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဒီနေ့ယေရှုနော်ကျွန်တော်ယေရှုခရစ်တော်လူချင်းနဲ့ဖြည့်လွတ်ကြလောဆိုတဲ့နှုတ်ကပတ်တော်ဟာသင်တို့အပေါ်မှာတီတီနေမှာ ဖြစ်ပြီးတော့မှနော်သင်တို့အတ္တတာခရစ်ယာန်တတာလည်းပါလေရင့်ကျက်တဲ့ခရစ်ယာန်တတာဖြစ်တော့ရောက်လာလိမ့်မယ်ထို့သောအဖြစ် ဘုရားသခင်ဘုန်းတော်ထင်ရှားလိုက်မယ်လို့ခွန်အားပေးနေတဲ့နေကုန်းချုပ်ပါတယ်ဘုရားသခင်နေ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်